မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ12ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးမှာရှိတဲ့စစ်တပ်ရဲ့ကာကင်းစခန်းကို PDF တပ်ဖွဲ့ကဝင်ရောက်တိုက်ခတ်ရာစစ်သား20ဦးကတိုက်ဆုံပြီးတော့9ဦးအရှင်ဖမ်းပြီးကလက်နက်6လက်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ17ရက်နေ့ညနေ9နာရီခန့်မှာအနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးတမိုင်ကအကွာမှာတပ်ဆွဲထားတဲ့အကြက်ဖက်စစ်ကောင်းစီရဲ့ခြေတန်းကာကင်းစခန်းတစ်ခုကိုရင်းမာပြည်မြို့နယ်ပကဖ ULF စစ်ကြောင်းမှုဦးစီးတဲ့ကာကွယ်ရေးအဖွဲ့များတရင်တပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ရာမိနစ်30ခန့်အကြာမှာအပိတတိုက်ခတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီကာကင်းစခန်းမှာအကြက်ဖက်စစ်ကောင်းစီကအင်အား40ခန့်နဲ့တပ်ဆွဲထားပြီးတော့ကာကင်းစခန်းကအကြက်ဖက်စစ်ကောင်းစီတပ်သား20ခန့်တိုက်ဆုံခဲ့ပြီးအများအပြားဒဏ်ရာရရှိကာ စခန်းကိုစွန့်ခွာထွက်ပြေးသွားပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်ဖမ်းဆီးရမိတဲ့သူ9ဦးဟာခမရ106ကတပ်သားနေထက်အောင်ခမရ368ကတပ်သားလွမ်းငိမ့်သူခမရ106ကတပ်သားတပ်ထွန်းနိုင်ခမရ106ကတပ်သားရှိုင်းထက်အောင်နဲ့ရဲတပ်သားဖြိုးထက်အောင်တို့ဖြစ်တယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဇီကနေပြီးတော့လက်နက်ငယ်6လက်ကွန်မန်ဒိုစိန်ပြောင်းတစ်လက်60မမ5လုံးစံတီ9အသီး2လုံး 5.56G 1330ဒေါက်တင်းစီရမိခဲ့ပြီးတော့နာမခဌာနချုပ်ကအင်အားတရာခန့်နဲ့စစ်ကူရောက်ရှိလာတဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုရင်းမာပြင်းမြို့နယ်တိုက်နယ်တစ်ပကဖအပါဝင်ကနေမြို့နယ်နဲ့မုံရွာခရိုင်တပ်ရင်းများကပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။ဖမ်းဆီးရမိတဲ့စစ်တုံးမန်းများကိုနိုင်ငံတကာစစ်တုံးမန်းဥပဒေနဲ့အညီထိမ့်သိမ်းထားပြီးတော့တပ်ဆိုင်ရာကိုလွှဲပြောင်းအနှံ့နိုင်ရေးအတွက်ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းနတ်တလင်းမြို့နယ်အရှိချမ်းလေအင်းမရွာမှာ PDF တပ်ဖွဲ့ရဲ့သတင်းများကိုစုံစမ်းထောက်လန်းနေတဲ့သူစစ်သားတအုပ်ကိုဖမ်းမိခဲ့ပြီးတော့တနက်လှုပ်ပြီးတော့ထွက်ပြေးရန်စ조사ရာကနေပြစ်ခတ်မှုဖြစ်ပွားပြီးတော့တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လွန်ခဲ့တဲ့ဖေဖော်ဝါရီလ6ရက်နေ့ညနေပိုင်းမှာနတ်တလင်းမြို့နယ်အရှိချမ်းလေအင်းမရွာမှာ PDF တပ်ဖွဲ့ဝင်များရဲ့သတင်းကိုထောက်လန်းကအကြမ်းဖက်စစ်တပ်ထံကိုသတင်းပေးပို့နေတဲ့ခမရ၄၃တပ်ရင်းကတပ်သားမောင်နိုင်ကိုဖုန်းတစ်လုံးစာရွက်စာတမ်းများနဲ့အတူဖမ်းမိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်လာပေါင်းများ များစွာဖမ်းဆီးဆစ်ဆင်းနေတဲ့အချိန်ကင်းဆောင်နေတဲ့ရဲဘော်ရဲ့တနက်ကိုလူယူပြီးတော့ထွက်ပြေးရန်စူးစမ်းခဲ့တဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရာတိတ်ဆုံသွားတယ်လို့သိရပါတယ်။ သူ့ဇာတိကဘကိုးဘက်ကပဲနတ်တလင်းသူအမျိုးသမီးတယောက်နဲ့ညားပြီးတော့နတ်တလင်းကိုခွင်းနဲ့ပြန်လာတာအဲ့ဒါကိုသူကဖုံးကွယ်ထားပြီးတော့တက်ထဲကနေအပြီးထွက်လာတာလို့တခြားသူတွေကလည်းပြောထားတာနောက်ွယ်ကနေပြီးတော့စစ်ခွေးတွေစီကို PDF အဖွဲ့တွေအကြောင်းစုံစမ်းပြီးတော့သတင်းပေးပို့နေတာလို့တာဝတီ KN PDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းဖမ်းဆီးမှုကိုပြည်သူ့ကာကွယ်တပ်မတော်တပ်ရင်း383တက်တက်ခွဲ3နတ်စစ်တီတပ်ဖွဲ့ကဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးတော့ဖမ်းဆီးရရှိသူတပ်သားမောင်နိုင်ရဲ့သတင်းပေးပို့မှုကြောင့် ဖမ်းဆီးခံရတဲ့အပြစ်မဲ့ပြည်သူတွေများစွာရှိနေတယ်လို့သိရပါတယ်ပြည်သူကာကွယ်တပ်မတော်တရင်33ညတ်တက်ခွဲ3နတ်စစ်တီတပ်ဖွဲ့အနေနဲ့အကြမ်းဖက်စစ်ကောင်စီတောက်တိုင်များအုပ်ချုပ်ရေးမှူးများပြူစော်ထီးများအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပြတ်သားစွာအေးအေးယူသွားမယ်လို့အသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ချမ်းအေးတာဇန်မြို့နယ်84လမ်းနဲ့34လမ်းတောင်းကဇွဲထက်ရွှေဆိုင်ရှိမှဒီနေ့နေ့လယ်ပိုင်းကဘုံပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့လူ6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ12ရက်နေ့ဒီနေ့နေ့လယ်3:00ခန်းကမန္တလေးမြို့နယ်ဇွဲထက်ရွှေဆိုင်ရှိမှဘုံပေါက်ကွဲမှုဖြစ်တယ်လို့ဆိုပါရတယ်။ဘုံပေါက်ကွဲမှုကြောင့်စိုင်းဝင်တန်းအပါဝင်6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြို့ကန်တူကပြောပါရတယ်။ စာရင်ပြင်ပမှာပေါက်တာပါနိုင်ဝက်လောက်နေတော့စစ်သားနဲ့အရက်ဝတ်တွေရောက်လာပြီးတော့စစ်ဆေးတာတွေလုပ်ပါတယ်လို့မြို့ကန်တူကပြောဆိုခဲ့ပါတယ်အဲ့ဒီပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက်မှာမန္တလေးမြို့အစွန်တွေအပါအဝင်မြို့တွင်းနေရာအနှက်မှာစစ်ကောင်စီအုပ်စုကလမ်းသွားလမ်းလာတွေကိုလက်နက်ပြပြီးတော့မိုက်ကြီးခွဲငွေညှစ်တာလက်ကင်ဖုန်းတွေကိုစစ်ဆေးတာဆိုင်ကယ်တူးပေါက်နဲ့လွယ်အိတ်တွေကိုပါဆွဲဖွင့်ပြီးတော့ရှာဖွေစစ်ဆေးတာဆဲဆိုချိန်ပေါင်းပြီးတော့ကြမ်းကြမ်းတမ်းတမ်းစစ်ဆေးတာတွေကိုလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။အင်အားအများကြီးတုံးပြီးတော့အိတ်တွေကိုဖွင့်ဟိုမေးဒီမေးလုံနေတာလို့စစ်ဆေးခံရတဲ့ဒုဒူဦးကပြောပါတယ်။ မနေ့ကညပိုင်းမှာလေမန္တလေးမြို့မဟာအောင်မြေမြို့နယ်53လမ်းနဲ့35လမ်းမှာရှိတဲ့ Pioneer Club အပြင်ဘက်မှာလေဘုံပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့ဒဏ်ရာရရှိသူရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်တက်ကယ်ချင်းကျေးရွာမှာအကြမ်းဖက်စစ်ကောင်စီကပြည်သူတအုပ်ကိုပြစ်ခတ်တပ်ဖြတ်ခဲ့ပြီးတော့လွန်ခဲ့တဲ့3လကျော်အချိန်ကစစ်တပ်ကလူသားတိုင်းကအဖြစ်နဲ့ဖမ်းဆီးသွားတဲ့တက်ကယ်ချင်းရွာသား90ကျော်ဟာလေသတင်းအဆနာမရှိဘဲနဲ့ပျောက်ဆုံးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ9ရက်နေ့မုံရွာမြို့နယ်နှမိုင်ကအကွာမှာရှိတဲ့တက်ကြဲချင်းကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီကထပ်မံပြီးတော့စစ်ကြောင်းထုတ်လာခဲ့ပြီးတော့ကျေးရွာကအမျိုးသားတအုပ်ကိုပြစ်ခတ်တပ်ဖြတ်ခဲ့တယ်လို့သိရပါဗါဒါအပြင်လွန်ခဲ့တဲ့မက်စလာအတွင်းမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်ကောင်စီကတက်ကြဲချင်းကျေးရွာအတွင်းကိုပြစ်ခတ်ဝင်ရောက်စီးနင်းခဲ့ပြီးတော့ ပြည်သူတအုပ်ကို ဖြတ်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့ကျေးရွာနေပြည်သူ80ကျော်ကိုဖမ်းဆီးပြီးတော့နေအိမ်များကိုမိရှို့ဖြတ်ဆီးခဲ့ရာစုစုပေါင်းအင်ဂျင်900ကျော်ရှိတဲ့တဲကအင်ဂျင်400ကျော်မိလောင်ပြကြခဲ့ကနေအိမ်များအတွင်းမှာပုံခုနေတဲ့အမျိုးသမီး3ဦးဟာလည်းမိလောင်တိတ်ဆုံးခဲ့ရတယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့စစ်တပ်ကနေအိမ်များကိုမိရှို့ခဲ့ပြီးတဲ့နောက်မှာဖမ်းဆီးထားတဲ့ပြည်သူ80ကျော်ကိုလူသားတိုင်းကအဖြစ်နဲ့ဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်လွန်ခဲ့တဲ့မေလာအတွင်း ြည်သူ20ကျော်ကိုပြန်လွတ်ပေးခဲ့တော့လေကြံရှိနေတဲ့ပြည်သူ90ကျော်ကိုတော့ပြန်လွတ်ပေးခြင်းမရှိသေးဘူးလို့သိရပါတယ်စစ်ကြောင်းထိုးပြီးလူသားတိုင်းကအဖြစ်နဲ့ဖမ်းဆီးသွားတဲ့ရွာသူရွာသား80ကျော်တွေက20ကျော်ဟာလွန်ခဲ့တဲ့တစ်လလောက်ကလွတ်မြောက်ခဲ့ပေမဲ့90ကျော်ကတော့အခု3လပြည့်တဲ့အထိကိုမလွတ်သေးဘူးမိသားစုဝင်တွေကလည်းစိုးရိမ်ပူပန်နေကြတယ်အပြစ်မဲ့ပြည်သူတွေဖြစ်တာကြောင့်အ мян ဆုံးပြန်လဲလွတ်မြောက်ဖို့မျှော်လင့်နေကြပါတယ်လို့ဒေသနေပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ်တရင်ကတော့ချင်းပြည်နယ်ကံပက်လက်မြို့နယ်ချင်းလက်မော်ရွာကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတက်ခတ်ရာပြည်သူတအုပ်တေဆုံးခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ဇွန်လ17ရက်နေ့မွန်လွဲပိုင်းမှာကံပက်လက်မြို့နယ်ချင်းလက်မော်ရွာကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေဘုံကျဲတက်ခတ်ခဲ့ခြင်းကြောင့်ပြည်သူတအုပ်တေဆုံးခဲ့ပြီးတော့၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းတက်ခတ်မှုအတွင်းမှာထိခိုက်ဒဏ်ရာရရှိသူ၄ဦးထဲက၂ဦးဟာဒဏ်ရာပြင်းထန်တယ်လို့သိရပါတယ် ဘုံကျဲတိုက်ခိုက်မှုအတွင်ကျေးရွာအတွင်းမှာရှိတဲ့စာတင်ချောင်းနဲ့နေအိမ်၆လုံးတို့ဟာလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။မနေ့ကချင်းလက်မွန်ရွာကိုစစ်ခွေးတွေကလေချောင်းကနေဘုံကျဲသွားတယ်။ရွာသားတွေအကုန်လုံးကတော့တိမ်းရှောင်နေကြတယ်။ပြည်သူတို့ဦးတည်ဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိတဲ့လူတွေလည်းရှိပါတယ်။ ဒဏ်ရာအခြေအနေစိုးရိမ်ရတဲ့သူတွေလည်းရှိတယ်။စာတင်ကြောင်းတဲ့နေအိမ်6လုံးပျက်စီးသွားတယ်လို့ဒေသနေပြည်သူတို့ကပြောဆိုထားပါတယ်။ချင်းလက်မွန်ရွာဟာနေအိမ်40ခန်းသာရှိတဲ့ကျေးရွာဖြစ်ပြီးတော့လက်ရှိအချိန်ထိကိုဒေသခံပြည်သူများဟာကျေးရွာအတွင်းကိုပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ဒဝဲခရိုင်မှာစစ်မှုထမ်းတတိယအပတ်စဉ်အတွက်စင့်ခေါ်စာပို့ခံရတဲ့လူတွေထဲမှာတက္ကသိုလ်တက်ရောက်နေစေចောင်းသားများပါဝင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ24ရက်နေ့ရက်စွဲနဲ့ဒဝဲမြို့စူပေါင်းရုံးကိုအစည်းအဝေးတက်ရောက်ရန်ဖိတ်စာနဲ့အတူအမည်အဖအမည်မှတ်ပုံတင်နံပါတ်များအတိအကျပါဝင်တဲ့စင့်ခေါ်စာကိုမေလနောက်ဆုံးအပတ်မှာလက်ခံရရှိခဲ့ကြောင်း၎င်းကပြောဆိုခဲ့ပါတယ်အဲ့ဒီအစည်းအဝေးမှာကာယကံရှင်များလာရောက်ခြင်းမရှိဘဲအုတ်ထင်းသူတရားနေပါတက်ရောက်ခဲ့ကြောင်းအစည်းအဝေးတက်ရောက်ခဲ့တဲ့အသက်90ကျော်အရွယ်ဒဝဲမြို့ကတူက ပြောပြခဲ့ပါတယ်အစည်းအဝေးမှာကစစ်မှုတမ်းဥပဒေအကြောင်းပဲပြောတယ်အစည်းအဝေးလာတဲ့မိဘတွေကတော့အကြောင်းပြချက်မျိုးစုံနဲ့အကြောင်းပြချက်တွေပေးတယ်သူတို့ဘက်ကတော့မရရင်ရတဲ့နည်းနဲ့ခေါ်မှာပဲလို့ကြုံးသွားတယ်လို့၎င်းကပြောဆိုခဲ့ပါတယ်အစည်းအဝေးခေါ်ခံရတဲ့ရက်ကွက်များမှာဒဝဲမျိုးပေါ်ကရက်ကွက်အများစုဖြစ်ပြီးတော့ပထမအကြိမ်နဲ့ဒုတိယအကြိမ်စစ်မှုတမ်းဆင့်ခေါ်ရမှာစစ်ခေါ်ခံရတဲ့ရက်ကွက် အချို့မပါဝင်တော့ဘူးလို့အဲ့ဒီရက်ကွက်နေပြည်သူများထံကသိရပါတယ်။ចောင်းကဒေးကနေပြီးတော့အဝေးတင်ကိုပြောင်းထားတယ် ကျောင်းတက်ဆဲမှာအကျုံးဝင်ပါတယ်ဒါပေမဲ့ကျွန်တော်နာမည်နဲ့စင့်ခေါ်စာကအိမ်ရောက်လာတယ်လို့ဒဝဲမျိုးကအဝေးတင်တက်ကတူကျောင်းသားတို့ကပြောဆိုခဲ့ပါတယ်စစ်မှုတန်းဥပဒေမှာကျောင်းသားများကိုယာယီဆိုင်းငံ့ခွင့်ပြုထားတော်လဲ စစ်မှုတန်းဒုတိယအပတ်စဉ်မှာတိုင်းနယ်ပြည်နယ်တချို့မှာကြောင်းတက်နေစေကြောင်းသားများကိုပါသဘောဆန္ဒမပါဘဲနဲ့ခေါ်ဆောင်စုဆောင်းခြင်းခံရကြောင်းပြည်တွင်းသတင်းတချို့မှာဖော်ပြထားပါတယ်။တနင်္လာရီတိုင်းမှာစစ်မှုတန်းအပတ်စဉ်တင့်နယ်နှစ်တို့မှာတင်းနန်းသား900ကျော်ကိုပလောက်မြို့မှာရှိတဲ့အမှတ်ဆက်နဲ့တမ်းမြင့်လေ့ကျင့်ရေးတင်းနန်းကျောင်းမှာစစ်ကောင်စီကတင်းနန်းပေးနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ